အဘဘဘူအောင်တန်းနဲ့ကီလာသားဆရာတော်ကြီးဤကိုတွေ့သိတိတကိုပြီးပုံကီလာသားဆရာတော်ကြီးနဲ့ပတ်သက်လို့တွားရဖူမျိုးသူတွေရဲ့ပြောပြချက်တွေရောဆရာတော်ကြီးဟာဓလုံးတွေကိုလေပေါ်မှာဖန်ပြီးလှဖူးချသူတွေကိုချီးမြှင့်ခြင်းဓလုံးစင်ရီတွေကို တိုက်တွေးခြင်းတွေကိုလှူဆောင်လေးရှိတယ်လို့ဆိုပါတယ်။ဒါပြင်ဆရာတော်ကြီးဟာတိတ်တီပေါထားတဲ့ဓလုံးတွေကိုလည်းလှရဖူမျိုးသားတွေကိုညှင်ဖူးအောင်လို့ပြလေးရှိတယ်လို့ဆိုပါတယ်။ အရင်တိတ်တီပေါထားတဲ့တလုံးတွေဟာအံ့ဩစရာကောင်းလာအောင်သူ့အလိုလိုလှုပ်နေတတ်တယ်လို့မြင်ဘူးသူတွေက ဆိုကြပါတယ်။အထူးဆိုရင်ဆရာတော်ကြီးပြသတဲ့တလုံးတွေကိုမပြောမဆိုဘဲနဲ့လိုချင်မှတ်မော်ပြီးညှို့ချလိုက်တဲ့ဖြစ်ရတွေတောင်ရှိရဲ့လို့ဆိုပါတယ်။အခုပြောပြပေးမယ့်အကြောင်းအရာကတော့ကေလာတဆရာတော်ကြီးကတားရောက်ဖူးမြော်ခဲ့တဲ့အကြာမြင့်ဆရာမတူရဲ့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆန်းတစ်ခုလည်းဖြစ်ပါတယ်။အကြာအမြင့်ဘီရင်ဟောပြောသူဆရာမလေးအနေနဲ့ နောက်ဆုံးငကားဒေတန်ပြီးမြောက်ခဲ့တာကြောင့်ပုဂ္ဂိုလ်သူနဲ့တရားနိုင်စေဖို့အဓိဋ္ဌာန်ထားတဲ့အတိုင်းပြေဝလာခဲ့ပါတယ်။ပြီးခဲ့တဲ့နေုံလာပြင်းနေမှာပဲထူးထူးခြားခြားကီလာသဆရာတော်ဖရာကြီးကိုဖူးမြောက်ခွင့်ရခဲ့ပါတယ်။ကီလာသဆရာတော်ကြီးဟာတိလသမာတိပြေဆုံးသူဖြစ်လို့အလုံးစုံကိုတည်နေသူလည်းဖြစ်ပါတယ်။အကြမ်းမြင်ဟောပြောသူဆရာမလေးကိုအတူတူသွားဖို့ခေါ်မယ်မိတ်ဆွေဟာလည်းဆရာတော်ဖရာကြီးစီကဓလုံးရဖို့ခရင်ဓလုံးရပြီဆိုရင်လည်းထူးခြားနိုင်တာကြောင့် ညာကလေးကဒိတ်ထန့်ဖို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ဆီယာမလေးလည်းပတိများစိတ်ရွတ်ဖက်ပြီးရနေချက်ချင်းပဲတစ္ဆာဒိတ်ထန့်ပြုပြီးယန္တနာသုံးပါးကိုဥထိတ်ထားကဝါယမပတာစင်ပညာမအဖိုးဆရာကြီးဥရစိန်တံအဖွားမေထွေဆရာကြီးဥစ္စပန်ကျေးဇူးရှင်ဘဘဆရာကြီးအောင်ဉံမိုးနေဝေစာရှိတောင်းနေတကွအဘဘဘူအောင်နေဘဝဆက်ပုဂ္ဂိုလ်တွေပါမကျန်မြတ်တာဖို့ရှောက်ထားခဲ့လိုက်ပါတယ်အကြမ်းမြရဆရာမလေးနေနဲ့ ဖျားလဲတဲ့ပြီးတဏနာပြုတ်ခြင်းသလုံးတစ်ချိန်မှာကိုပိုင်တန်းနန်လေးလဲဖွင့်ဖို့အထိတ်ထန်ပြုရင်အဘဘဘူအောင်မအပွင့်လန်းတောင်းဆိုထားရလားလို့မနောအယုံကနေလာရောက်ပြောဆိုခဲ့ပြီးသူတမားကိုမပြောခိုင်းမဲဆရာတော်ကြီးစီမှာကိုရိုင်းတောင်းပါလို့ပြောပြီးပြောက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အချားမြင်ရဆရာမလေးနေနဲ့ကီလာတာဆရာတော်ကြီးစီအယောင်ရှေးရအစင်းရှိရတဲ့တဘာကို ချက်ကနေမြင်လာရပါတယ်။ဒါနဲ့ဆီယာမလေးလည်းဆက်စုချင်းစိနဲ့ဆီယာတော်ကြီးအနည်းရှိပုံကိုယ်လေးကိုအာယုံခံကြည့်တဲ့အခါလုံးဝမတရားဘူးလို့ဆိုပါတယ်။ဒါနဲ့ဆီယာမလေးလည်းပုံကိုယ်လေးကို မတွေ့ဘူးလို့ပါလို့မြေတားရဲခန့်လိုက်မှသာအဘဘဘအောင်မပေါ်လာခဲ့ပါတယ်။ကေလာသဆီယာတော်ကြီးဟာဗာမေထွက်ရက်ပေါက်ဆီယာတော်ကြီးရဲ့တပည့်အရင်ဖြစ်တာကြောင့်အဘဘဘအောင်တက်လဲရှိနေပြန်ပါတယ်ဒီလုံးနဲ့ဆရာတော်ကြီးကိုဝတ္ထုပစ္စည်းတွေကလူပီးချိန်မှာအဘဘဘအောင်ကိုထမှန်မြင်တွေ့ခဲ့ရပြီး ကိုရင်တောင်းမရမယ်လို့ပြောထားတာလေးကိုပြန်မှတ်မိခဲ့ပါတယ်။ဒါကြောင့်ဆရာတော်ကြီးနာကို အနီးကပ်သွားပြီးတလုံးလေးချီးမြှင့်ပေးဖို့အရေးစွန်ကအနီးနာကပ်သွားပြီး ပြောခဲ့ပါတယ်။ဆရာတော်ကြီးကချက်ချင်းပြန်မဖြေပဲတမာတီတွေထပ်ဖြေဖို့ရလို့နေအောင်မယ်လို့ဆရာမလေးနေနဲ့ကုကုကိုစိတ်ထဲကနေပြောနေမိပါတယ်။ခဏနေတော့ချက်ချင်းဆိုသလိုပဲဆရာတော်ကြီးဟာဘီနာကမမြင်ရတဲ့ပုံကိုတူကိုခေါင်းတညိမ့်ညိမ့်နဲ့စကားပြောနေပါတယ်။အဲ့ဒီအချိန်မှာဆရာမလေးနေနဲ့ စကားပြောနေရတာသိပြီးဘာတကူမှမမြင်ခဲ့ရဘူးလို့ဆိုပါတယ်ဒီလိုပုံကိုယ်ရင်းနဲ့စကားပြောပြီးမှပဲဆရာတော်ကြီးဟာချက်ချင်းဆိုသလိုပဲဘီနာကအန်ဆွဲကိုဖွင့်လိုက်ပါတယ်ဒီအန်ဆွဲထဲကခွက်လေးထဲမှာငွေရောင်ဓာတ်လုံးလေးနဲ့တူပတ်စံ9000နဲ့တရွတ်နဲ့1000နဲ့လေးတွေထည့်ထားပါတယ်အဲ့ဒီအန်ဆွဲဟာအလွန်သေးတဲ့ကွန်အန်ဆွဲလေးဖြစ်တဲ့အတွက်ဆရာမလေးနေနဲ့တိကျလှမ်းမြင်လိုက်ပါတယ်ဆရာတော်ကြီးဟာဓာတ်လုံးလေးကိုထုတ်လိုက်ပြီးလက်နဲ့အုပ်ထားပြီး တယောက်ချင်းစီလာခဲ့ဖို့ပြောဆိုပြီးဓလုံးတွေကိုလက်နဲ့အုပ်ပြီးမန်ပေးတယ်လို့ဆိုပါတယ်။ဒီလိုမန်လိုက်တဲ့အခါဓလုံးတွေကနေကြောက်မြတ်တွေဖြစ်ချက်ချင်းဆိုသလိုမျက်စိတမိတ်တွင်မှပင်ထူဆန်းစွာပြောင်းလဲသွားခဲ့ပါတယ်။ညလေပြောင်းလိုက်သလားလို့တော့ထင်ရတော့တဲ့ထိရှေဝါရောင်ပဒမယာနီရောင်ကြောက်စင်ရောင်တွေဖြစ်ပြောင်းလဲသွားတဲ့ကြောက်တွေထဲကဆီယာမလေးနေနဲ့ရှေဝါရောင်ကြောက်ကလေးရလိုက်တယ်လို့ဆိုပါတယ်။ ဒီလိုထူဆန်းတဲ့ကြောက်တေးပေပီယနာမှာဆရာတော်ကြီးဟာယတနာပေးတာဖြစ်ပြီး အတူမဟုတ်ဘူးလို့လည်းပြောဆိုလိုက်ပါတယ်။ဒါပြင်ဆရာတော်ကြီးစီအခုလိုလာရောက်ဖူးမြော့ကြတဲ့တွေကိုတက်လုံးပေးတာပဲများပြီးကြောက်ပေးတာရှာတယ်လို့လည်းဆိုပါတယ်။ဒါပြင်ဆရာတော်ကြီးဟာမဟိတီတိတ်တီလန်းပွင့်ပြီးပေါမြောက်ဖို့အတွက်ဆရာမလေးကိုမပြတ်မချင်းစုပေးနေခဲ့တယ်လို့အပွင့်လန်းတဲ့ပညာတက်မြောက်အောင်မြင်ချင်တာပွင့်စီလို့ဆိုပြီးရတောင်တော်နဲ့ခေါင်းကိုလည်းပုတ်ပေးခဲ့ပါတယ်။ ဒီလိုလှောက်ဆောင်လိုက်တဲ့အခါမှာအချားမြင်ဆရာမလေးနေနဲ့သူမရဲ့ဖြစ်ချင်တဲ့စူတောင်းကိုဆရာတော်ကြီးကကြိုတင်နေရလားလို့စိတ်ထဲကထင်မိပြီးလမ်းဖြန်သွားခဲ့ရပါတယ်။နောက်ဆုံးဖွဲ့လိုက်တဲ့ပုံရိုက်ခံဖို့ဆရာတော်ကြီးကိုခွင်တောင်းတဲ့အခါမှာထိုင်မနေပဲတေချာကြကြနနမတထိုင်ရပြီးဓာတ်ပုံအရိုက်ခံခဲ့တယ်လို့ဆိုပါတယ်။တန်ခါနီမှာလည်းဆရာမလေးအနေနဲ့ဆရာတော်ကြီးရဲ့ဖျားခံထဲကြည့်မိတဲ့အခါကြကြမင်းဆက်သားထားတဲ့တောင်ဝေးကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။ အကြမ်းမြင်ရဆရာမလေးနေနဲ့ဆရာတော်ကြီးနဲ့ပတ်သက်လို့တစ်ချိန်ကလေထဲကနေဓလုံတွေကိုဆွဲဖန်ပြပုံခုံခေါက်လိုက်တာနဲ့ဓလုံတွေပေါ်လာခဲ့ပြီးဓာတ်ပုံတွေအထက်လိုက်ကျလာပုံတွေကိုသာကျားလာကြားပူခဲ့ပြီးယခုအခါမှာတော့ဓလုံကိုကြားဖြစ်ပြောင်းပြလိုက်တာကိုကိုတိတ်မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကြီးကိုတစ်ခါလောက်တော့တွားရောက်ဖူမျောတင်နေလို့လဲအကြမ်းမြင်ရဆရာမလေးကအကြံပြုထားပါတယ်။ဟုတ်ကဲ့ပါရှင်။ channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။